န်းတဲ့ကဏ္ဍကအားလုံးပဲမင်္ဂလာပါဗျာဒါလေးကတော့ ECD နဲ့ပတ်သက်ပြီးတော့စာရွေးတင်ကမ်းစာတင်ကြပြီးတဲ့နောက်မှာပို့ပြီးတော့ထိထိရောက်ဖြစ်သွားအောင်လက်တွေ့တင်ကြပေးမယ်တင်ကမ်းစာလေးပဲဖြစ်ပါတယ်အဲ့တော့ဒါလေးကဝရိုင်းအဆိုင်ငယ်မှာရှိတဲ့ EOD စင်စာအကြောင်းလေးတင်ကြပေးမှာဖြစ်ပါတယ်တကယ်တော့ EOD နဲ့ ECD ဆိုတာအတူတူပါသူတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့အင်ဂျင်ပူချိန်ကိုအာရုံခံတဲ့စင်စာလေးဖြစ်ပါတယ်ရေပါတဲ့ရေလက်စနစ်ပါတဲ့နော် liquid ကိုဆိုင်ငယ်ဒီမှာဆိုရင်တော့ရေအပူလမ်းကြောင်းမှာဒီစင်စာကိုတက်ဆင်ထားမှာဖြစ်ပြီးတော့ဒီလည်းစနစ်မှာပါတဲ့ဆိုင်ငယ်တွေမှာဆိုတော့ဆိုင်ငယ်ရဲ့အပူဆုံးနေရာပေါ့နော်ဒီအင်ဂျင်မိုင်းနဲ့ပတ်သက်ပြီးတော့အပူဆုံးနေရာမှာဆိုဒီစနစ်နာရဲ့ဘေးအင်ဂျင်ဝိုင်းအလဲတဲ့လမ်းကြောင်းမှာ အင်ဂျင်ဝိုင်းရဲ့အပူချင်းကိုအာရုံခံပြီးတော့အင်ဂျင်ပူချင်းကိုသူက ECU နဲ့သူကပြောမှာဆိုတော့အော်တင်းပုံမှာပေါ့နော်အဲ့တော့လေကျွန်တော်စာထဲမှာတင်ခဲ့တော့ငါတဲ့ ECD စင်တာလေးဒီဒါ EOD ပြောတော့မှာပေါ့နော်တကယ်တော့လေကူဆုံးကတော့ပြောလိုက်ရင်တော့ ECD တွေ EOD တွေပြောမနေနဲ့ပါတဲ့ engine temperature sensor အင်ဂျင်ပူချင်းအာရုံခံ sensor စာထဲရဆိုရင်တော့ EOD ဆိုလဲ EOD လို့ပြော ECD ဆိုလဲ engine ကိုလမ်းလို့ပြောဒါနဲ့လက်တွေ့ပိုင်းမှာကျတော့ CDO တွေဖြုတ်လိုက်တော့ engine temperature sensor အင်ဂျင်တံပေးချစင်တာမှမှန်ရဲ့ကျိုးမဲ့နှချောင်းပါလို့ပြောလဲနှချောင်းပါတယ်ခင်းလေးနှချောင်းဝမ်းတိုင်းလေးနှချောင်းစပေါ်ဒီလေးနှချောင်း PC လေးနှချောင်းပဲတဲ့အဲ့တော့ဒီကျိုးနှချောင်းပါဆိုရင်တဲ့နှချောင်းလုံးကဘယ်သူနဲ့ဆက်သွယ်ထားမယ်လို့ထင်ပါတယ်လေ PC ကဆက်သွယ်ထားမယ်တဲ့ ECG ကဆက်သက်ထားတဲ့နေရာမှာဆိုရင်လည်း ECG ရတဲ့ဒီ ECG စင်တာအားလုံးကမှုလို့ဆောင်ဖို့တော့ဘယ်နဲ့ဖို့ထုတ်ပေးပါလဲတိုင်းနဲ့မှမထိုင်နဲ့ဒီမှာ share လို့လာတယ်တော့ဝင်တဲ့အခါအခုတော့ ECG ကတော့ဝင်တဲ့အခါမှာသူ့ကို plug ဖိုက်ဖို့ထုတ်ပေးတယ် ECG ကစဉ်းစားဖို့ဘိုးထုတ်မပြီးပဲနဲ့ဒီစဉ်းစားကအာယုံခံနိုင်မှုရှိမလားအင်ဂျင်နီယာဘိုးကြီးသိမလားစဉ်းစားကစဉ်းစားကမသိမှတော့ ECG လည်းသိပါဦးမလားเนาะမသိသေးတဲ့တော့ဆရာတို့ကဒီကောင်ဒီ ECG စဉ်းစား socket ကိုဖြုတ်လိုက်မယ်ဆိုရင်ဒီ wire ရဲ့ဆက်ကမှာဒီမှာတွေ့လား wire ပြားတဲ့ ဒီဘက်မှာပါရှိမလဲစိမ့်နေမော်တဲ့စိမ့်နေမော်စိမ့်နေမော်အမြင်ဘာကြိုးလို့ပြီးလဲကဲဆရာကြီးတွေအဲ့ဖလိတ်တင်ကဒုံကစိမ့်နေမော်အမြင်ဘာကြိုးလို့ပြောမလဲစိမ့်နေမော်အမြင်အဲ့အစိမ့်ရအကျိုးပဲဒါကစင်နာနဲ့ပတ်သက်တဲ့ဂျိုးလေစင်နာဘေးကစင်နာ ground ပေါ့စင်နေမောင်မြင်စင်နာ ground ဂျိုးလို့ပြီးမယ်စင်နာ ground ဂျိုးဆိုတော့ဘယ်မှာရှိ ECU မှာရှိ ောက်ဆုံးဘာပြန်ချိုးကအပေါင်းဖိုက်ဖို့လို့မသိရင်တောင်မှပဲဆင်းလင်ပေါ်မှာအချိုးလို့သိနေရင်ဒီဘက်ကအကောင်ဒီအပေါင်းချိုးလို့တမ်းမသိဘူးလားဟုတ်ပါတော့နော်အဲ့ဒါဟုတ်တယ်ဘောရဆရာဆရာတို့ကစင်သာအာရုံခံဖို့အတွက်ဘိုးရီလိုရဘိုးရီလိုတော့ရွက်ထုတ်ပေးမှာလေဒီစီရတော့ဘယ်နဲ့ဖို့လဲဖိုက်ဖို့ထုတ်ပေးမယ်ဘာလို့ပြတာလဲတော့ဖွင့်ပြီးတော့တိုင်းမယ်နော်တော့ဖွင့်ပြီးတော့ဘာနဲ့တိုင်းမလဲဘိုးအတိကျသိချင်ရင် digital meter နဲ့တိုင်းပါဒါ DC လား AC လား DC DC ကဒီ digital meter ရဲ့စနစ်တော်ကမှာထားမလဲ DC DC နေရာမှာထားမယ်ဒီနေရာမှာထားတာမှာဆံငယ်မှာ DC တိုင်းရင်ဘယ်အောင်ပုံတွေထားမလဲ ဒီစီ20ဖို့မှာပုံတိထားထားပြီးဆရာတော့ဘာလုပ်မလဲဟိုတိုင်းနဲ့ဟိုတိုင်းတော့ဟောကတရားလို့လေ့ကန်ရမယ်ကွာလေကွာလေဒီလိုရိုက်နေတာအချိန်ရမ်းကြလို့မရဘူးအဲ့တော့ခုနကဒီမှာโอเคအဲ့တော့ ECD စင်နာကိုဆရာတော့စင်နာကောင်မြင်ပြီးဆိုမှတော့မီတာအပေါင်းဆိုင်မလားနှုတ်ဆိုင်ဟိုနှုတ်ဆိုင်မလားနှုတ်ဆိုင်လိုက်ပါပြီတဲ့ အဲ့တော့ဘာလဲဆိုတော့အရင်ဆုံးဆရာတော်ကစဉ်းစားတစ်ခုကိုအလုပ်လုပ်တော့ပြီးအောင်မပြီးအောင်သူ့ကိုပြီးတဲ့ပြီးကင်းပွားတွေဘာလို့ရမလဲအရင်တိုင်းကြည့်ရပါမယ်တဲ့အဲ့တော့မီတာအပေါင်းတော့ထိုးလိုက်ပြီ DC ကို DC scale ဆိုတာဆိုငါတို့20မှာပို့မှာထားလိုက်ပြီတော့ဖွင့်ကြည့်လိုက်မယ်တော့မလဲကမှဘယ်နှဖို့ရှိရမလဲ5ဘို့အပြည့်ရှိရမယ်ဒါဆိုရင် ECG စဉ်းစားနဲ့ပတ်သက်ပြီးတော့ ECG ဘက်ကနေပြီးတော့ဘိုးထုတ်ပေးတာတာဝန်ကြည်လားမကြည်ဘူးလားတာဝန်ကြည်တယ်နော်တာဝန်ကြည်တယ်ဒါဆိုရင်ကျွန်တော်ကဆရာတော်ကဟောဒီချက်တော့ပြန်လေးပေးပါအဲ့တော့စဉ်းစားဆော့ကပြန်တက်လိုက်ပါပြီ ရှောက်လိုက်ပြီဆိုတာနဲ့အဲ့ဒီ ECU က EC ဒီစင်တာကိုထုတ်ပြီးတော့ plug 5ကိုကဘိုးအပြည့်ရှင်းအောင်မလားရှင်းပါဘူးမရှိတော့ဘူးအကယ်၍ဒါလက်ရှိအချိန်ဒီမှာအင်ဂျင်ကရမ်းပူနေခဲ့ရင်အဲ့ဒီ5ဒီများဖို့နေများနေမှာလားနည်းနေမှာလားနည်းနေမှာအကယ်အင်ဂျင်ကနှလုံးရသေးဘူးရာသီဥတုကလည်းအရန်ဥတယ်အင်ဂျင်ကလည်းအရန်ဥနေတယ်ဆိုဘိုးတွေကဘာပြောတာဒီ5ဖို့တယ်နည်းနေမှာလားများနေမှာလားများနေမှာဒါအင်ဂျင်အေးရင်သုံးဖို့ဒီမှာတော့ရှိတာဟုတ် ်တင်းတင်းပူနေလဲဆိုတော့ခံမလို့မရဘူးเนาะအဲ့ဆရာတို့အခုကပြောင်းနေတဲ့ဘူဟာကိုတိုင်းပြီမယ် ECT စင်တာမှာကျိုးပါလားကြောင်းရှိမယ်တင်းပြန်ဖို့လဲကျိုးပါလားစကနေကျိုးပါလားမပါတော့ ECT ကဘယ်လိုသိလိုက်လဲဒီစင်တာလုံးလုံးရပေးသွင်းလိုက်တော့ပလက်ဖောက်ဖို့ကြီးမရှိဘူးလားအဲ့ဒီပလက်ဖောက်ဖို့မှာဖြစ်ပေါ်နေတဲ့ဘူဟာအတက်ကြောင်ကိုကြည့်ပြီးတော့ဘာကိုဆုံးဖြတ်မှာလဲအင်ဂျင်ရဲ့အပူကိုဆုံးဖြတ်ပါမယ်တဲ့ဒီလိုလိုက်တော့ပလက်ဖောက်ဖို့ဒီအရင်နဲ့ဒီဘက်ဘက်ဘူဟာမှာနည်းနေတယ်နှစ်ဖို့တစ်ဖို့ တဘောအောင်ကြနေအင်းမြူလာလားအေးရလားအင်းမြူပါပါဗျာအဲစတိုင်းကြည့်နော်မိသားအနေနဲ့ကိုကျွန်တော်အပေါင်းကြီးနဲ့အနှုတ်ကျမစိုက်ပြီးထိုးလိုက်ပြီတို့ရတော့ဖွင့်ကြည့်နော်ဘယ်နှဖို့ရှိလဲနှဖို့မကြော်ဘူးလားနှဖို့ကြော်တယ်နော်ဘာကြောင့်တကယ်တမ်းဆရာဘယ်လောက်ရှိရမလဲနှဖို့2.5ဖို့အထက်မှာရှိနေရမယ်ဆိုင်ကမနှိုးရသေးရင်နော်2.5ဖို့အထက်မှာရှိနေရမယ် အခုဒီဆိုင်ကမှ2.5အောက်ကျနေတယ်ဆိုတော့မဖြစ်တဲ့ထင်လေဒီဆိုင်ကကစောစောပိုင်းတော့မောင်းမထားဘူးလားဘာလို့အင်းကြီးကလည်းငယ်အပူထက်ကျန်မနေဘူးလားကျန်နေချင်းကြောင့်2.5ဖို့တာဘာဖြစ်လဲတော့နဲနေတာအကယ်၍ဆိုရဲဒီလက်ရှိနေတာမှာဒီဆိုင်ကကြီးကိုဆက်မိုးပြီးရလီဘာဆွဲလိုက်နေအင်းကြီးမျိုးပူလာမယ်ဆိုရင်2.5ဖို့တဲ့ဒီဘက်လက်ရှိရှိနေတဲ့ဖို့တဲ့နဲဝမ်းမလားများဝမ်းမလားဒီတိုင်းကြီးကိုဆရာရေနဲ့ထိုင်လောင်းနေမယ်။ရေနဲ့ထိုင်လောင်းမယ်ဆိုအင်ဂျင်ကပူသွားမှလားအေးမှလား။ပူပါရင်သူဒီလက်ရှိဖို့တဲ့နည်းလာမှလားမရလားမရပါဘူး။ ECD မှာ ECD မှာတဲ့သူပြောင်းလဲနေတဲ့ဘိုးဟာ2.5ဘိုးတဲ့များရင် engine အေးနေတော့အခြေအနေလားပူနေတော့အခြေအနေလား engine အေးနေတဲ့အချိန်မှာမီးလောင်ကန်ထဲမှာလောင်းသာစီရောလေလေရောများများလိုအပ်တာလားနည်းနည်းလိုအပ်တာလားများများလိုအပ်တာအင်းရပူနေတဲ့အချိန်မှာဆိုရင်မီးနောင်ကန်ထဲမှာလောင်းစာကြီးကနည်းနည်းလားများများလားနည်းနည်းပဲတဲ့ဒီအဖိုင်စနေမှာစီပြန်းတာကပုံသေးပြန်းတာလားအနည်းများနဲ့ပြန်းတာလားအနည်းများပြန်းတာကုတဲ့အချိန်ဆိုရင်ရှော့မယ်အေးတဲ့အချိန်ဆိုရင်များမယ် အဲ့ဒါကိုဘယ်သူကထိန်းချုပ်တာလဲ ECU ကထိန်းချုပ်တာ ECU ကထိန်းချုပ်နိုင်ဖို့အတွက်ဘယ်သူတွေကတင်ပို့ရမလဲစင်တာတွေကတင်ပို့ရပေါ့စင်တာတွေတဲကနေမှအင်ဂျနာနော်ဇယ်ရဲ့ဖြူရဲ့ဗော်လူးလို့ခေါ်တဲ့ C အတိုးအချော့ကိုအဓိကထိန်းချုပ်မဲ့စင်တာက ECD စင်တာဖြစ်ပါတယ်တဲ့ဟုတ်တယ်နော် ECU ကအင်ဂျနာနော်ဇယ်ရဲ့ C ပြန်လုံးကအဓိကတွက်ချက်တဲ့နေရာမှာ ECD စင်တာရဲ့ data ချက်လက်ကိုအဓိကပို့ယူတယ်ဟုတ်ကဲ့တခြားစင်တာတွေကလည်းယူတယ်ခရိုင်းစင်တာတွေကလည်းယူတယ်ဒီစင်တာတွေကလည်းယူတယ်အခြားသော max စင်တာ IOD တို့တွေကလည်းယူတယ် ဒါပေမဲ့ ECD စင်တာတွေက data ချက်လည်းကိုပို့ပြီးတော့ယူတယ်။ဒီစင်တာက ID စင်တာပါလားမပါဘူး။ Mass စင်တာပါလားမပါဘူး။ဒါနဲ့ ECD စင်တာကဘာ ECD စင်တာတွေကအတောင်ဖြစ်နေတာ။ဒါရတယ်ဗျာဒီကရမ်းစနာလည်းမပါဘူးအဝင်လေဦးဇင်းစနာလည်းမပါဘူးဒါပေမဲ့ ECD စနာတော့မပါမဖြစ်ဆိုင်စင်စာမိဘစနာကလည်းမပါမဖြစ်စင်စာအဲ့စနာတွေကပါတော့ EFI ဆိုင်ငယ်တိုင်းပါတယ်ရေးကြည့်လို့လားရေးမကြည့်လို့လား အခု easy ဒီနေဆော့တာကိုထုတ်တိုင်းဘယ်လိုပြရမလဲဘိုင်ဘိုပြပြမယ်ဆော့တာလည်းဖိုင်းဖို့ရှိသေးလားတိုင်းလာတဲ့ဘိုးတွေဒီ2.5ဘိုးအောက်ကျနေရင်အင်ဂျင်ပူလာလားအေးရလား2.5ဘိုးထက်များနေရင်အင်ဂျင်အင်ဂျင်မော်တော်စီကန်းလုံးကိုများမယ်အင်ဂျင်ပူရင်မော်တော်စီကန်းလုံးကို short short မယ် ။ဒါဆိုရင်လက်ရှိအခြေအနေမှာအင်ဂျင်ရဲ့ပူနေတဲ့အပူဓာတ်နဲ့ဒီမှာပြောင်းလဲဖြစ်ပေါ်နေတဲ့ဘူကကိုင်းညီမှုရှိနိုင်လားမရှိနိုင်ဘူးလားရှိနိုင်တယ်နော်အင်ဂျင်ကအရန်လဲပူမနေဘူးအရန်ပူနေတော့ခါပြန်ပါတော့တဘို့တဘို့အောင်ကြာနေပါလေအခုကအင်ဂျင်ကနွေးရုံလေးပဲနွေးလာဆိုတော့နှစ်ဘို့အောင်ကြာတာမှားလားမှန်လားဒါဆိုရင်အင်ဂျင်မှာဖြစ်ပေါ်နေတဲ့အပူချိန်နဲ့ပြောင်းလဲနေတဲ့ဘူကိုင်းညီမှုရှိနိုင်မရှိလားအဲ့ဒါကိုလည်းသုံးသပ်ရအောင်မယ်ဟုတ်တယ်နော်ဟုတ်ပြီလေဒါဆိုရင်လည်းဆရာတို့က ECU ကလည်းစင်နာကိုဘလက်ကောက်နဲ့စင်နာကောင်ထုတ်တယ် စင်စာဆော့ကတ်တက်လိုက်တဲ့အခါမှာလဲစင်စာကလည်းအာရုံမခံဘူးလားမှန်လားမှန်ပါဒီစံကေမှာမှန်ပါတယ်ကောင်းလားမကောင်းလားကောင်းတယ်တဲ့ကဲရင်းညာတဲ့ဒါပေါ်ထဲမှာရှိတဲ့အချက်နည်းခုနှစ်ချက်ကရက်သက်ထားတယ်မပြောက်ဘူး easy ကလည်းပလက်ဖတ်ဖို့နဲ့စင်စာကတော့ထုတ်တယ်ဒါပေမဲ့အချက်နည်းခုနှစ်ချက်ကရက်သက်ချလို့လည်းမပြောက်ဘူးဟုတ်တယ်နော်စက်တန်ကလည်းမှန်မှန်ဘူးဒီမို့ပလက်မီးကလည်းထွက်မလာဘူး အဲ့လိုမျိုးနေနေညံကြုံခဲ့ရင်တဲ့ ECD စင်္ကာမှာဆရာတို့ကအဲ့ဒါရှိနိုင်တယ်ပေါ့ ECD စင်္ကာကောင်းမကောင်းဆရာတို့ကတော့ကြောင်ရပိုင်းပါစစ်ဆေးကြည့်ရမယ်တဲ့ဆရာတို့ဥပမာဒီကောင်ဒီလက်ရှိနေတာမှာဘာအပြင်မဲ့ကျိုးတစ်ချောင်းကျိုးတစ်ချောင်းဒီတဲ့သူ့ကိုတဲ့မီတာရဲ့ဆက်လက်တာကိုတဲ့အတန်စကေးမှာထားပိုင်းတယ်ကိုဘတ်ထုတ်နေဒီဘက်ထုတ်နေတိုင်းရင်တဲ့ဘာပြရမလဲအတန် အတော်ကြီးကမိသားမမျိုးလားဒါဝါရသေးပဲ၎င်းတို့ဖွင့်ဖို့နဲ့ပြည်ဟုတ်လားဒါဟုတ်လားကွန်စီတာဟုတ်လားအဲ့ဒီနည်းနည်းဟုတ်လားဘာမဟုတ်ဘာလို့ကျိုးကျိုးတမတော်ဟိုဘက်ကနေတရတိုင်းရင်အတော်ကြီးတဲ့အတန်ဘာလို့အောင်လဲမိရမယ်တဲ့အဲ့ဒါဒီကျိုးကဆရာခါဖြတ်ပြီးတော့ဒီခါမှာကပစီတာတစ်လုံးဒို့မို့ဒိုင်းအောင်တစ်လုံးဒို့မို့ရက်စတာတစ်လုံးကခံလိုက်ရင်၎င်းတို့ကွန်မန်တာတစ်ခုခံလိုက်ရင်သူတို့ကအတန်ခုနှစ်ရှင်တိုင်းရင်အတန်မိရမှာလားမမိရဘူးလားမမိရတော့ဘူးတဲ့ဥပမာဆရာဒီညမှာကွာမဒိုင်းအောင်တစ်လုံး တောင်းတော့ကတောင်းတော့ဟိုဘက်ထိမဲ့တဲ့ဘက်ကိုဆရာမိသားအတက်စကီးမှာထားပြီးထောင်းမယ်အတက်မြရမလားမမြရဘူးမမြရဘူးဒါဆိုဒီမှာ register တလုံးဒီမှာတိုင်းနေအတက်မြရမလားမမြရဘူးလားမမြရဘူးအဲ့ဒါဒီ EVD စင်တာထဲမှာတဲ့ variable register ကိုတက်ဆင်ထားပါတယ်တဲ့ variable register ဆိုတာကခုခံမှုတောင်းလဲနိုင်တော့ register မျိုးစားကိုတက်ထားတယ်တဲ့ဒါနဲ့ဒီမှာလည်း register တယ်မလား register ရဲ့ဟိုဘက်ထိမဲ့ဒီဘက်ထိတိုင်းရင်အတက်မြရမလားမမြရဘူးအခု EVD စင်တာထဲမှာပြဒီပုံစံမျိုးလေး register တလုံးပါတယ်ပဲဆိုပါစို့ ရစစ်တာရဲ့အစွန်ကနေအစမှာငုံငုံမရှိလားရှိပါရဲ့ဒါကဘာလဲ easy decision လို့မြင်အောင်ကြည့်ရမယ်အကဲ easy decision ငုံငုံကိုအတန်ကိုနေရှင်မှာထားပြီးတိုင်းရအတန်မြင်ရမှာလားမမြင်ရောလားမမြင်ရပါဘူးဗျကျိုးကိုတိုင်းတာလားရစစ်တာကိုတိုင်းတာလားရစစ်တာကိုတိုင်းတာရစစ်တာဆိုတော့ electronic component ပစ္စည်းဖြစ်နေပြီးတဲ့တော့ဘုန်းတစ်ဖက်အစွန်တစ်ဖက်ကိုတိုင်းရအတန်မြင်ရမှာမမြင်ရောလားမမြင်ရပါဘူးညီနေရင်မကောင်းဘူးညီနေရင်မကောင်းဘူးမကောင်းဘူးနော်ဆရာတို့တိုင်းကြည့်မယ် တပန်လာမီလာအတန်လေမမီရဘူးအတန်မီနေထဲမှာပါဖြစ်လဲလို့ရစစ်တာကပျက်စီးသွားပြီဟောဒါလိုက်ကိုလည်းရှင်ဖြစ်သွားပြီနော်ဒီမှာလည်းဥပမာပြရတယ်ပြင်မှာလည်းရစစ်တာလုံးရစစ်တာပဲတိုင်းတိုင်းကပစီတာပဲတိုင်းတိုင်းဓာတ်ဟုတ်ဘူးပဲတိုင်းတိုင်းဘာဖြစ်ရမလဲတော့အတန်ကိုလည်းရှင်နဲ့တိုင်းအတန်မီရမလားမီရပါဘူးနော် အခုဒီထဲမှာလည်းဘာရေးလဲလို့ဆိုစတာပါနေပြီးရတယ်သူကငုံငုံကိုအတန်ကုန်တဲ့အချိန်တိုင်းမြင်ရမှလားမမြင်ရဘူးလားအတန်တော့မမြင်ရဘူးတဲ့ဆရာတော့အုံးတော့တက်ရမယ်တဲ့ဆရာတော့ဒီမှာဆရာတော့အုံးတော်မတိုင်းကြည့်မှာဒီလိုဆိုစတာလေးကိုအုံးတော်မတိုင်းကြည့်အုံးတော်မတိုင်းတာမိသားစုနဲ့ရွေးချယ်ကြလို့လားဘာပြနေလဲ148အုံးဆိုပြီးပြမနေဘူးလားရေအုံးလားကေအုံးလား ီမှာပြရတယ်ဝေယုံအောင်ဆရာထားတာလဲဝေယုံအောင်ကေအောင်မှာထားတာလားဟုတ်ပါဘူးယူနစ်ကိုကေအောင်မှာထားတာလားဝေယုံအောင်မှာထားတာလားအဲဒီမှာပြရတဲ့တန်ဖိုးကြည့်လိုက်ဝေယုံအောင်148ရှိရင်148အောင်ဟုတ်တယ်နော်148အောင်เนาะဟုတ်ပြီတဲ့ဒါဆိုသူ့လည်းဆရာတို့ကဒီထဲမှာရှိတဲ့ဘာလို့ရဲ့စစ်တာကိုလည်းအုံတန်မုန်တန်ဘာပြမလဲအုံပြရမယ် ောက်ကနေလဲ1963ကဲစာထဲမှာဆရာတကယ်တော့ဟိုတန်ဘူတိုင်းရင်အင်းရင်ဘူချင်း30မှာစံထိုးပြခဲ့တာဘယ်လောက်လဲ1800ဟုတ်ဒီမှာ1800ရှိသေးလားတကယ်အင်းရင်ဘူချင်းအော်30ကပေးလားမကောက်နော်အဲ့ဒါကအင်းရင်ဘူချင်းအော်30လောက်မှာပဲရှိနေဆိုဆရာဒီဤဒီကနာကိုအုံတန်ဘူတိုင်းလဲဘယ်လောက်ပဲရှိမလဲ1800ရှိမယ်အခု1800မရှိဘဲနဲ့1800တော့နည်းပြီးတော့1900ဖြစ်သွားတာအင်းရင်ဘူလို့လားအေးနေလို့လားအေးငါဒီစားတော့ဟာ ်ဣသိဒီစင်နာကိုဆရာတို့ကတိုင်းမယ်ဆိုရင်အတန်ကုန်ရှင်တိုင်းရင်ရင်ရမှာလားမမြင်ရဘူးလားအတန်ကုန်ရှင်တော့မမြင်ရဘူးဘာလို့တိုက်ရမလဲအုံတန်ဘိုးတော့တိုက်ရမယ်အုံတန်ဘိုးကသူကဒီဘာရေးရတဲ့စစ်တာကသူ့ကိုအုံတန်လိုက်ရအများနဲ့ဝမ်းကြီးပါဒုကြီးပါဆိုတာပုံတင်မရှိဘူးသူကနာမည်လေးပေါ်ပါလေဘာရေးရတဲ့စစ်တာသူ့ရဲ့အုံတန်ဘိုးတွေကခုခံမှုတန်ဘိုးတွေကပြောင်းလဲတဲ့ရစစ်တာမျိုးစားဖြစ်ပါလေတဲ့ဒါကြောင့်သူ့ကိုအုံတန်ရင်ပူနေရင်တမျိုးပြအင်းနေရင်တမျိုးပြပူလာနေလေသူမှခုပုံမှန်အင်းနေမှုချင်း30မှာတဲ့1800တဲ့ အခု1900ပဲကြာတယ်ဆိုတော့ဘာလို့လဲအင်းငင်ပူလာတယ်အကယ်ဆံငယ်ဆက်ပြီးတော့နိုးမယ်ဆိုရင်အင်းငင်တော့ပေးပူလာမယ်ပူလာရင်အုံးနာပြတဖြည်းဖြည်းနဲ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 လာနော်အတဲနာဒီဆံငယ်ကအကြာကြီးထပ်ပြီးတော့ရထားလိုက်ပြီးကမှ easy to ဆံငယ်ကိုအုံးပြန်တိုင်းရင်ဘယ်လိုလုပ်လာမလဲ1800ရာနှစ်ခါဝင်းကျင်မှာတက်လာဒါဆိုရင်ဒီကတော့ရှိရဘာလို့လဲဆိုတာကသူကခုကမှပြောင်းလဲတဲ့အုံးတံဘုံကနှာဟမ်းမှန်ဘူးလားသူလေရကြသွားတယ်အင်းပြန်တက်လာဟုတ်လားခုကမှပြောင်းလဲတာမှန်မှဘိုးတို့ပြောင်းလဲမှုမှန်ပါ အဲ့ဒါဒီထဲမှာရှိတဲ့ register ကြီးကပူလဲဒီတိုင်းပဲအေးလဲဒီတိုင်းပဲဆိုရင်ဒီ black box ကိုမှရှိတဲ့ဟိုကပြောင်းနေမလားနှစ်ဖို့ဆိုနှစ်ဖို့တည်ကြီးပြနေမှာသုံးဖို့ဆိုသုံးဖို့တည်ကြီးပြနေဒီ easy ကစင်သားရောကံမှုပြလိုက်တယ် black box ကမပြောင်းလို့ရပြီးတမျိုးအေးတမျိုးဒါပြလို့ပူတဲ့ခါမှာဘိုးတွေကြပြီးတော့အေးတဲ့ခါမှာဘိုးတွေပြန်တက်လာတာလဲဆိုရင်တော့တဲ့ဒီထဲမှာရှိတဲ့ register ကလည်းပူရင်တမျိုးအေးတမျိုးဒီ register ကတော့အသေးကြီးဆိုရင်ဒီမှာရှိတဲ့ဘိုးကလည်းအသေးပဲဖြစ်မှာဒီကဘိုးကြီးကြောင်းသွားတာဘာဖြစ်ကြောင်းလဲ အထက်မှာရှိတဲ့ဘာတွေလဲဆိုတာကဥက္ကံမှုပြောင်းလဲမှုကြောင့်ကိုယ်ကြီးလောက်ပြောင်းတာတဲ့။ဟဲ့ဒီထဲမှာရှိတဲ့အုံတံဖို့ကိုစင်နာဘက်ကိုအုံတံဖို့တိုင်းရင်အတူပြရမလား။မပြပါဘူး။ပူလာတာနဲ့အုံတံဖို့တွေကတဖြည်းဖြည်းကျသွားတယ်။အေးရင်အုံတံဖို့တွေပြန်တက်တယ်။ဘိုးကလည်းဘာလဲလို့ပူလာတာနဲ့တဖြည်းဖြည်းဘိုးတွေကျတယ်။အေးရင်ဘိုးတွေပြန်တက်လာ။သဘောပေါက်လား။အဲ့ဒါဆိုရင်ဆရာတို့ကဥစည်းတင်စင်နာလက်ဖက်သက်ပြီးတော့ပြည့်ချက်ရှိတယ်လို့ထင်ရင်စင်နာဆော့ဆော့ဖို့ဖြစ်ပြီးတော့ဘာအရင်တိုင်းမလဲ။မိသားရဲ့ဆလတာကို ဒီစီ20မှာထားပြီးတော့တောက်ဖို့ပြီးတော့ဘာတိုင်းလဲ easy you are စင်တာကိုပလက်ဖတ်ကိုထုတ်ပြီးမပြေဘူးတိုင်းတယ်ဘယ်လိုရှိရမလဲအားရရှိရမလဲထားရရှိနေဆိုကြတော့ဘာလုပ်မလဲစင်တာဆော့ကပြန်တက်ပြီးတော့ဘာလုပ်ကြည့်မလဲပြောင်းလဲတဲ့ဘုတ်ကိုတိုင်းကြည့်မယ်တိုင်းကြည့်တော့အပေါင်းတို့ဆက်တော့ချိတ်ဆက်မယ်ချိတ်ဆက်ပြီးတော့ရင်တောက်ဖို့ကြည့်မယ် အခုဆိုငါတို့အစားတော်ဆရာတော်တန်းတော်က2ပွင့်ဝမ်းမယ်2ပွင့်ဝမ်းမယ်ဆရာတော်အခုဘာဖြစ်လို့လဲ2ပွင့်ပြန်တက်လာတာလားကျသွားလားဘာလို့တက်လာလဲအေးအေးအေးလာလို့နောက်ရနိုင်ဘောလားထပ်တိုင်းဘယ်လောက်ပြင်းနေထင်လဲဘောဘောဝင်းကျင်လောက်ထိထပ်ရောက်လာမှာဟုတ်တယ်နော်ဒါဆိုရင်ဘိုးကိုတိုင်းတတ်ပြီလားဘိုးကပြောင်းလဲမှုကိုတိုင်းတတ်ပြီလားတိုးတွင်းဘွားကိုကြည့်ကြည့်ရင်ဆော့ကက်ဖြုတ်တိုင်းပြောင်းလဲတဲ့ဘွားကိုကြည့်ကြည့်ရင်ဆော့ကက်တက်တိုင်း ဘောပါမနော်ဒါပေမဲ့ဘိုးကိုတိုင်းနိုင်ပြီလားဘိုးကလည်းတိုင်းနိုင်မှာတော့စဉ်းစားမှရှိတဲ့ဘာတွေတိုင်းရမလဲအုံးတံဘိုးကြောင်းလဲမိလို့လည်းတိုင်းတာတက်ရမယ်အုံးတံဘိုးတိုင်းကိုဥဒါစရတာဘာမှထားလဲအုံးစကိန်းမှာထားအုံးစကိန်းမှာထားတော့ဦးညီမူရှင်ပေါင်းတယ်မှာလေဒီမှာဘာလို့ရှိနေ1800ဝန်းကျင်အခုကဦးညီမူရှင်က30ထဲမများနေဘူးလားများတော့အုံးတံဘိုးက1800တဲ့နည်းနေမှာလားများနေမှာလားနည်းနေတယ်အုံးတံဘိုးတိုင်းလိုက်ရင်ဘာတက်ရမလဲအုံးတက်ရမယ်အုံးတံဘိုးတိုင်းရင်အုံးတက်တယ်တက်လားတက်ပါရဲ့ ခုနကတော့အတိုင်းတော့ဘယ်လောက်လဲ1900အခုဘယ်လောက်လဲ1300အင်းကြီးလာနေအုံးကြီးပြတ်တတ်မလားဦးလားအင်းကြီးလာနေဘုရားပြတ်တတ်မလားဦးလားဒါတော့ easy ဒီကနေ့ကျွန်တော်ရေစာရအောင်လို့တိုက်တတ်တာ။ register ဆိုတာသူ့ရဲ့ဆောင်းလားဒါကလည်းပြည်နေတယ်ဗျာ။အဲ့တော့လကောင်းတဲ့ပုံစံကိုကြည့်ရအောင်။သူတို့တိုက်ရတဲ့အတောင်ကိုလည်းရှင်းမှာထားတိုင်းအတန်းညံ့မှာလား။ညံ့ပါဘူး။ ဒါကြောင့်အင်းကြီးဒီစနာထဲမှာရှိတဲ့ဗာလီယားရဲ့စင်စာကိုတွားတိုင်းအတန်းညံ့မှလည်းမမြင်ရဘူးလားမြင်ပါတော့စင်စာပျက်စီးသွားပြီဘာလို့မအောင်တာမို့လို့ရအင်းကြီးဘူးလဲတထောင်အင်းကြီးလည်းတထောင်ဆိုရင်လည်းဒီစင်စာကခုကံမှုတောင်းလဲမှုမရှိတော့ဘူးပျက်စီးသွားပြီ ဒါကြောင့်ဘွားသားလည်းမမအောင်မလားမမအောင်ပါဘုရားမမရင်ငင်ဘွေးရောလည်း EC ကအတိအကျပြီမလားပြီပါပါဘုရားဟောဒါစီလုံးမအောင်မလားမမအောင်ပါဘုရားစက်တံမမနာလေးပလမင်းထွက်လာလေးစက်ဖြစ်လာနော်ဒါဆိုရင်ဇာတ် EC ဒီဇာတ်နဲ့ပတ်သက်ပြီးတော့ဥဏ္ဏမတန်းကြလားဥဏ္ဏမအသေးလားပြောင်းလဲနေရလား EC ဒီဇာတ်ကိုဘယ်လောက်ပါဘွားဟောအသေးလားပြောင်းလဲနေရလားနားလဲလားစာရေးကလေးကမျိုးပေါင်းလဲလားအေးအဲ့ဒါဆိုရင်နော်ဒါလေးကိုဆရာတို့ကဆက်ပြီးတော့ကိုယ့်အကိုနေချင်းချင်းနော်ဒါ online ပဏာနာကြီးကို EC ဒီဇာတ်နဲ့ပတ်သက်ပြီးတော့လက်တွေ့တိုင်းလာစစ်ဆေးပုံလေးဖြစ်ပါတယ်နော် တော့ဗီဒီယိုလေးကအခြေခံသမားရောက်ကိုရည်ရွယ်ချက်တင်ပြပြတာဖြစ်လို့တော့ဆရာကြီးနေဆိုတော့ဒါတော်လို့ရတာပေါ့ဒါလေးကတော့အရေးပါတဲ့စနစ်မှာဒါ basic သင်ခန်းစာလေးတွေဖြစ်ပါတယ်လို့ဒါကြောင့်ကျွန်တော်တို့ကဒါရကျိုးကြောင်နေတင်တာမဟုတ်ပင်အောင်နေတင်တာမဟုတ်နော်အစ်မကြီးရေလည်းမဟုတ်ဘူးဒါကအခြေခံအရေးပါတဲ့စာပေသမားပြောင်းနေတာအနေဆုံးတိထားတဲ့အရာလေးဒါမှမဟုတ်အပြစ်ကိုလည်းကူပြီးအစားနိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီလိုလိုက်တင်ပါတော့ဟုတ်ပါတော့